ရှင်။ကျမတို့ Adulay Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေဒဂုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမင်းမြတ်တဆက်သွားမှာဖြစ်ပါရဲ့ရှင်။နောက်ထပ်မင်းမြတ်လာတဲ့မိကုံကကြတော့အကောင့်နံပါတ်ကပတိန်ကံမင်းကနေပြီးမိထားဖြစ်ပါတယ်။သူမိထားတာကတော့ ဖျားရှင်ပွင့်ရာမြစည်းမဒေတာအိန္ဒိယမှာတာသနာကွယ်ပရခြင်းအကြောင်းကိုသိလိုပါတယ်ဆရာဆရာအချိန်ရတဲ့အခါမှာအများအတွက်လည်းအကျိုးရှိအောင် post ခုအနေနဲ့ဖြည့်ကြားပေးစေလိုပါတယ်ဆရာဆိုပြီးတော့မေးမြန်းထားဖြစ်ပါတယ်မြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အနောက်မြစည်းမဒေတာဆိုတဲ့အိန္ဒိယနိုင်ငံရေမြေသဘာဝပေါ်မှာတာသနာကွယ်ခဲ့တာကိုသိချင်တာပေါ့နော်သိချင်တဲ့အခါကျတော့အိန္ဒိယနိုင်ငံမှာတာသနာကွယ်ခဲ့တာတော့မှန်တယ်တာသနာကွယ်ရတဲ့အကြောင်းရင်းလည်းအများကြီးရှိတယ်အများစွာရှိတယ်ဒါပေမဲ့ဒီနေရာမှာလူရင်းဖြေရမယ်လို့ဆိုရင် အဲ့ဒီအများကြီးတည်းကမှတာမညအကြောင်းတို့နော်တာမညအကြောင်းတို့အပ္ပယိကအကြောင်းတို့ကိုဖယ်လိုက်မယ်ဗျာပဒါနာအကြောင်းလည်းဖြစ်ရမယ်အဓိကအကြောင်းလည်းဖြစ်ရမယ်အဲ့ဒါယဟန်ဒီကြောင့်ပဲအဲ့ဒါလိုဖြစ်ခြင်းအပြင်လည်းပဲသာသနာ့ကိုယ်အကြောင်းအကြောင်း၅ပါးလို့ဆိုတဲ့အင်္ဂုတ္တပါဠိတော်နဲ့လည်းညီညွတ်တယ်အဓိကကတော့ယဟန်ဒီပဲအင်္ဂုတ္တပါဠိတော်မှာလာတာဘလို့လာလဲဆိုတော့ယဟန်များတို့တရားမနာစာပေမသိနှုတ်တယ်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပရိပတ်ကွာဤ၅ပြာသာသနာ့ကိုယ်အကြောင်းဒီ ်ထဝါထုတ်ပြင်စာသင်ပယ်လျှော့ကျဲမဟောကြကျဲမချနဲ့ကျဲစွမကြံမအံမကြံမစီဤငားမိသည်ထိုထဝါထုတ်ပြင်ထိုမတပါပေါ့နော်စာသင်ပယ်လျှော့ကျဲမဟောကြကျဲမချနဲ့ကျဲစွမကြံမကြံမစီဤငားမိသည်ဝါတဏိကအခရာပုတ်ပြက်လေ့ကျက်တင်ကြဒုပ္ပဇမူစာချသူရှာလက်များအောင်ကြံခိုက်ရန်ွယ်ပြဤငါးပါးသဒ္ဒနာွယ်ချောင်းတည်းပေါ့ ဒါကငုတ်တူတယ်မှာပါအပြင်မှာလည်းဒီကြိုင်းပါပဲတန်ခါတော်လေးဒီကအဲ့တော့ပရမတ်ဟာလေးကြံပြင်းပြန်ကြည့်မယ်ယဟန်များတို့တရားမနာဘူးတဲ့စာပေမသိဘူးတဲ့နှုတ်တယ်မဆောင်ဘူးတဲ့သိအောင်မပြုဘူးဓမ္မနုဓမ္မပฏิပတ်တိကွာကျင့်လည်းမကျင့်ဘူးအဲ့သာသနာကိုရတာပဲတဲ့အဲ့ဒီချိန်အိန္ဒိယတိုင်မှာရှိတဲ့ထေရဝါဒယဟန်တော်လေးအဲ့ဒီလိုလုပ်ခဲ့ကြဒါဖြင့်အဲ့ဒီဟာလေးမလုပ်ဘူးဆိုရင်ဘာတွေလုပ်လဲဆိုတော့နောက်ဆက်နည်းနည်းဆက်ပြောမယ်ပြီးတော့မှဒါလေးတော့ဒီမှာတို့ထားတယ်ပြီးတော့ဝါတဏိကအခရာဘုပ္ပရဲ့လေ့ကျက်သင်ကြဒုက္ခဆမှုစာချသူရှာလက်များအောင်ကြံ အခရပုပ္ပတ်တွေဟိုမမှန်ဘူးပေါ့နော်အခရပုပ္ပတ်တွေမမှန်တဲ့ဟာတွေကိုလေ့ကျက်တဲ့သင်ကြားကြတယ်ပေါ့နော်နောက်ပြီးတော့စာချတဲ့သူမရှိဘူးနော်အဓိကစာချမှစာသင်သားတွေတွေ့ပွားလာတော့မှပြည့်ရက်ကိုစောင့်နေမှာနော်နောက်ပြီးတော့လက်များအောင်ကြံတယ်ဒုက္ခစမှုစရာဟိုပြောဆိုဆုံးမရင်ဝမ်းမခံဘူးပေါ့နော်ဟိုဟာပေါ့မခံယူဘူးပေါ့ဆွဆုံးမလွယ်ကူတဲ့လူမဟုတ်ဘူးပေါ့ အဲ့လိုပုံကူတွေများလာတယ်ပေါ့နောက်ပြီးတော့ခိုက်ရန်ကွဲပြားဆိုရင်ဟန်တစ်ဖွဲနဲ့တစ်ဖွဲတပားနဲ့တပားမသိမမြအောင်ဂိုင်းတွေကွဲကြခဏတွေကွဲကြပေါ့အဲ့လိုတွေဖြစ်ကြတယ်ပေါ့အဲအဲ့လိုလုပ်တဲ့ခါကျရင်ကွဲပြောက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့လူရင်းပြန်ကောက်အဲ့တော့အိန္ဒိယနိုင်ငံမှာညံတော်တွေကမြတ်စွာဘုရားရှင်သတ်မှတ်တော်မူတဲ့ဝီနည်းတော်တွေကိုသတ်မှတ်တော်မူတဲ့ရခိုင်သိက္ခာပုဒ်ဥစားပေးတဲ့မမ်းမှုတာအတန်နေစံထားပေါ့ထန်နုခရိုင်းတို့ပါလို့ရန္တရဆိုတာအမြင်ဥစားပေးတယ်အတန်မဟုတ်ဘူး ဟိုအင်းတွေပါလေလောက်တာလေရှင်းပြအောင်အင်းတွေပါဆိုအင်းစာသွင်းရင်သူကဓာတ်တွေချိုးရတယ်အဲ့ဒါကြီးမှန်မှဟိုပါဖြစ်တယ်အဲယန္တရဝါဒပေါ့အချင်းနဲ့ချိုးရင်တော့တန္တရဝါဒမှာဆုတာအဲ့တော့အဲ့ဒီတန္တရဝါဒနဲ့ဟိုသူတို့အားကြတယ်ပေါ့နော်အားကြပြီးတော့အဲ့ဒီပညာတွေလေ့လာကြတယ်သင်ယူကြတယ်ပေါ့သင်ယူကြတဲ့အခါမှာဟိုမြန်မာမှုဆန်အောင်လို့သူတို့ကဘာလုပ်လဲဆိုတော့အဲ့ဒီတန္တရဝါဒကိုပဲဗုဒ္ဓရဲ့နီးနဲ့သွားရောဓမ္မမွေလောက်တယ်လောက်တဲ့အခါကျတော့ဗုဒ္ဓန္တရဂိုင်းဆိုပြီးတိချောင်းတယ် နော်တန်တရင်ကသူကသူတန်တရာဝါဒခိုင်းရတက်တက်အဲယဟန်တွေကအဲ့လိုစိတ်ဝင်ကြတော့ဒီဘက်လည်းလက်ခံအောင်ဗုဒ္ဓန္တရာခိုင်းဆိုပြီးလို့အဲ့ဒီတန်တရာဝါဒမှာအကျဉ်းအဖြစ်နှစ်ခုရှိတယ်လက်ဝဲခိုင်းလက်ရခိုင်းနှစ်ခုရှိတယ်လက်ဝဲခိုင်းကဘာလဲလို့ဆိုတော့ဟိုတရားရစီမြေဖို့ဘလူတွေမွေးပြီးခိုင်းစားတာဟိုမြန်မာခေါ်နဲ့ပြောရင်အောက်လန်းနီးပညာဟုတ်လက်ရခိုင်းဆိုတာကတော့အဲ့လိုမဟုတ်ဘူးသူကဖရာရဲ့ဂုံတော်တွေနတ်တရားဂုံတော်တွေချီးမောပြီးတော့စေဖြောင်းနိုင်ထွန်းတာတို့ဟိုမမ်းမဟုတ်တာတို့ဘာလို့ဒါကိုအာကူပြီးလုပ်တာကိုလက်ရခိုင်းလို့ခေါ်တယ် ဲ့တော့အဲ့ဒီဂိုင်းကိုင်းကဟိုအင်အားကြီးလာတယ်ပေါ့နော်အင်အားကြီးလာတော့အိန္ဒိယနိုင်ငံမှာနာလန္ဒတက္ကသိုလ်ဆိုကြဘူးမှာပေါ့အဲ့လိုတက္ကသိုလ်ဆိုတဲ့ပညာဌာနကြီးဟိုပါပေါ့အဲ့ဒီပညာတွေကိုဟိုအပတ်တကုပေါ့နော်အပေးအမြောက်ပြုပြီးတော့လုံလာတော့ဒါကတော့ကုန်သွားပြီနော်ပညာတွေကိုတကယ်တက္ကသိုလ်ဘွဲချပေးတဲ့နေရာတရားကအဲ့ဒီပညာတွေကိုလေ့လာလိုက်ကြပြီးဦးစားပေးတယ်ဆိုလဲကွာအဲ့ဒါနဲ့သာသနာပွဲတာပေါ့နော်အဲ့တော့ဘုရားဘာသာယူနေပြောရင်တော့ဝဇိယဗုဒ္ဓတိကအလိုတိုင်းပါပဲ အဲ့ဒါဘာလဲလို့ဆိုတော့ရေပုံရေနာဟိတတနံဝိနာသိပိစုပတ္တိတေအာနိယောနိယရူပိနာဗုဒ္ဓမာဂံမတိတ်တတိလို့ခေါ်တယ်။ဒီမှာလို့ပြောရင်တော့အများသောအားဖြင့်တတ္တဝါတွေဟာပျက်စီးချိန်တန်လာပြီဆိုရင်ပျက်စီးဆုံးရှုံးစေတတ်တဲ့နိလန်းတွေဟာအဲ့ဒါဟိုအောင်မြင်ထွန်းကားတဲ့နိလန်းတွေဖြစ်နေညံမှာရှေ့ရှုထင်လာတယ်ပေါ့။အမားတွေကိုအမှန်အမှန်တွေကိုအမားတွေထင်ပြီးတော့လုံပြီးလုံရတယ်လုံရတာပေါ့တတ္တဝါတွေပျက်စီးချိန်။ဒါကြောင့်ဒီနာလန္ဒတက္ကသိုလ်လိုပုဂ္ဂိုလ် နေရာဌာနပညာဘူမိယာဒီပညာတွေကိုဦးစားပေးတင်တယ်လို့ဆိုရဲကွာအိန္ဒိယနိုင်ငံမှာသာသနာတော်ကြီးဘုရားသာသနာတော်ဟာကွဲပခဲ့တယ်ပေါ့နော် AD 12ရာစုမှာမရှိတော့ကွယ်ပသွားဒါပေမဲ့အာရှတိုက်မှာတော့ဗုဒ္ဓရဲ့သာသနာအကြောင်းကထုံလင်းတောက်ပြောင်ပြီးတော့ပြန်ပွားတယ်အိန္ဒိယနိုင်ငံမှာကွယ်ပြောင်းတယ်အကြောင်းအခြားကြားရင်းများတာလည်းရှိပါတယ်သို့တော်လည်းခုနကပြောတဲ့အင်္ဂုတ္တပါဠိတော်အတိုင်းပေါ့ဗရာဏနိယဖြင့်ဟာရဟန်းတန်ဃာတွေဟိုပြုလုပ်ဆောင်ရွက်မှုတွေနီးလမ်းမှားခဲ့တာပါပဲเนาะဒါတော့ပါပဲဟုတ်ကဲ့ပါဆရာ အခုလိုမျိုးဆရာပြကြပေးခဲ့တဲ့အတွက် online ပေါ်ကအမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေးပြင်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ